မင်္ဂလာပါခင်ဗျာမြန်မာကေဘယ်ရုပ်သံသတင်းဌာနရဲ့ယူကော့ဘွဲဆိုင်ရာအထူးအစီအစဉ်ကနေပြီးတော့ကြိုဆိုပါရစေ။ဒီကနေ့မှာဆိုလို့ရှိရင်တော့မြန်မာတပြည်လုံးမှာလွတ်တော်ကိုယ်စားလှယ်အများဆုံးနောက်ပြီးတော့ဒီထောက်ခံသူအများဆုံးနဲ့ယူကော့ဘွဲကိုပါဝင်ပြီးတော့ရှင်ပြိုင်းနေတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောရေးဆိုခွင့်ရှိသူဦးညံဝင်းနဲ့ကျွန်တော်တို့တွေ့ဆုံပြီးတော့မေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါရစေခင်ဗျာ။ဟုတ်ကဲ့အင်္ဂယ်ဦးညံဝင်းမင်္ဂလာပါခင်ဗျာအင်္ဂယ်ခင်ဗျာ။ င်ပါပါဟုတ်ကဲ့ခင်ဗျာအကဲဆိုတော့အကဲခင်ဗျာဒီရွေးကောက်ပွဲကလည်းဒါကျင်းပဖို့ဟာအတွက်ဒါရပ်ပိုင်းပဲလိုတော့တာပေါ့နော်အကဲခင်ဗျာဆိုတော့ရွေးကောက်ပွဲရဲ့နောက်ဆုံးဒီကျင်းပဖို့ရပ်ပိုင်းအလို့မှာအကဲတို့ဒီမြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကနေပြီးတော့ဝင်ရောက်ရှင်ပြိုင်မဲ့ဒီလွတ်တော်ကိုယ်စားလှယ်လောင်းနေရဲ့နောက်ဆုံးအခြေအနေပေါ့နော်အကဲအဲ့ဒါတွေကဥယေဘလောက်လောက်တင်နေဘလို့တွေနောက်ဆုံး update ပေါ့နော်အကဲအဲ့ဒါတွေကဘလို့တွေရှိမလဲဆိုတော့ကျွန်တော်တို့စပြီးတော့ပြောပြပေးပါခင်ဗျာကျွန်တော်တို့အဖွဲ့ချုပ်လွတ်တော်ကိုယ်စားလှယ်လောင်းနေအနေနဲ့တော့ဟိုဒီကာလမှာထူးခြားတာရှိပါဦး နိုင်ငံလင်းကလိုရင်းပေါ့ဂျန်နဲ့လူတွေရဲ့ကျောင်းမကြီးဘာညာအကုန်လုံးအခြေအနေတွေဒီခုမှသူကြစိုးစိုးဝါမရှိဘူးဟိုနိုင်ငံလင်းတယောက်တော့အဲ့ဒီလိုဒုက္ခရောက်သွားပါတယ်သို့တော့ဟိုကျွန်တော်တို့ကချက်ချင်းပဲဒီလိုကိစ္စကိုလည်းဟိုပြန်မတုတ်ပြန်ဖို့ဥပဒေနဲ့အညီပဲလုပ်ဖို့ကျွန်တော်တို့က ဒါပဲဆောင်ရွက်ပါတယ်ဟုတ်ကဲ့ခင်ဗျာဟိုလက်ရှိပေါ့နော်ဥနိုင်ငံလေးရဲ့ဒီရွက်ောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့အခြေအနေပေါ့နေအဲ့ဒီရွက်ောက်ပွဲနေမှာများသူရဲ့ကျမ်းမာရေးတွေကဘယ်လိုတွေများရှိမလို့များဟိုရွက်ောက်ပွဲကျင်းပတဲ့အချိန်ကြီးကိုနိုင်ငံလေးကဟိုကျွန်တော်တို့မဲပေးတဲ့နေရာအထိလာနိုင်ဖို့မပေါ့သို့တော့သူကမှတ်ပုံတင်မိတာဖြစ်တဲ့တည်းသူပဲကျွန်တော်တို့ရွက်ောက် NDR ကိုယ်စားလှယ်အဖြစ်ရွေးมาပါတာဂက်တာမှာအဲသူပဲအနိုင်ရမယ်လို့ကျွန်တော်လုံးဝယုံကြည်တယ် ဟုတ်ဟုတ်ကဲ့ပါခင်ဗျာခင်ဗျာပြီးတော့အကဲခင်ဗျာလက်ရှိဖြစ်ပေါ်နေတဲ့ဒါစီယုံရေးကာလအခြေအနေတွေအရာပေါ့နော်ကျွန်တော်တန်းပြီမှာကျင်းပမယ်ဒီရွေးကောက်ပွဲဟာလွတ်လပ်တန့်ရှင်းပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်စိန်ခေါ်မှုတွေပေါ့နော်အကဲအကဲတို့အနေနဲ့ဘယ်လိုစိန်ခေါ်မှုတွေများတွေ့ကြုံရင်ဆိုင်ကြရတာလဲဆိုတော့အများကြီးတွေ့ရတယ်ဗျာကျွန်တော်အသက်ရွယ်နဲ့ပြောရရင်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဟာကျွန်တော်တို့2012အခု2015ပြီးတော့ 1960ဒီလောက်ပဲရှိတယ်အဲ့တော့တာမန်အရွယ်ရောက်တဲ့လူတွေကပါတီစုံဒီမိုကရေစီရုပ်ောက်ကိုလုံးဝမတွေ့ဘူးဟောကျွန်တော်တို့တွေ့ဘူးတဲ့လူတော့အခု2015ရုပ်ောက်ပွဲကကျွန်တော်တို့အများရန်ကြိုးဆိုတယ်သို့တော်လုံးဝအောင်မရမဖြစ်တင်တာတွေဖြစ်နေတယ်လို့မြင်တယ်ဘာလို့ပြောချင်တာလဲဆိုတော့မဲဆန္ဒရှင်စေးရင်လုံးဝမဖြစ်တတ်တာတွေဖြစ်နေဒီနေ့ထိလည်းဖြစ်နေအဲ အားမရစရာပေါ့ကျွန်တော်စိုးရိမ်တာကတော့အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မတမာလူတွေအတွက်အခွင့်အရေးတွေဖြစ်မဲ့ယူပေါက်ဟာပေါက်တွေကိုကျွန်တော်တို့တွေ့ရင်ချက်ချင်းယူစီကိုကြောင်းကြပါတယ်ယူစီကအရေးယူတာရှိတယ်အရေးမယူတာလည်းရှိတယ်အရေးမယူတာဘာကြောင့်လဲတော့ကျွန်တော်လည်းမသိပါဘူး ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဆိုတော့အန်ကယ်ခင်ဗျာဒီရွေးကောက်ပွဲအကြူကာလအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဗောနော်အန်ကယ်ရိုးနဲ့တရား UEC နဲ့ဒီလိုရွေးကောက်လွတ်လပ်တန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်စိန်ခေါ်မှုတွေကိုတင်ပြတဲ့အခါမျိုးတွေမှာဥပမာအပြင်ဆိုလို့ရှိရင်အန်ကယ်အနေနဲ့ဘယ်လိုအကြောင်းအရာမျိုးတွေကို highlight လုပ်ပြီးတော့ပြောကြလို့ရမှာမျိုးဖြစ်နေလဲတော်တော်လေးအရေးကြီးတယ်အရင်တော့လည်းအရေးကြီးတယ်အခုလည်းအရေးကြီးတယ်နောင်လည်းအချင်းကြီးမှာက mass sanitation စည်ရင်အဲ့တော့အခုစည်ရင်ကထုတ်ပြန်ပြီးအားလုံးသိတယ်ပထမအချိန်စည်ရင် မပါသေးတဲ့လူကထဲကြပါပုံစံသုံးလို့ပါသုံးကားကြီးလို့ပါလေးအမျိုးဆုံးပြောတယ်လောက်ကြပါတယ်ဒုတိယချိန်ထွက်လာတယ်ပထမချိန်နဲ့ဒုတိယချိန်သုံးဆွဲတဲ့စနစ်လုံးဝမတူသုံးဆွဲတဲ့စနစ်မတူတဲ့အတွက်မဆန္ဒရှင်တယောက်က သူပါလားမပါလားသိဖို့စူးစမ်းရတာအတော့ခက်ခဲဒါငငယ်ရွယ်ပညာတတ်ပါညာဆိုရင်တော့ပုံမြန်မှာပေါ့အသက်ကြီးတဲ့လူများအတွက်တော့ရှားလို့တော့မတွေ့နိုင်ဘူး အခုတခါထပ်ပြီးတော့မဲယုံအလိုက်မဲစင်းထွက်မယ်အဲ့ဒါလဲအရှိကနှစ်ခုနဲ့မတူတဲ့ပုံစံနဲ့ထွက်မယ်လို့ကြားနေရတယ်ကျွန်တော်တို့ကစင်ခုံမှုနဲ့အစိုးရဆုံးကတော့မဲဆန္ဒရှင်စီးရင်ပဲဒီစင်းမပါပဲနဲ့တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာပြောလို့မရဘူးဟုတ်ကဲ့ခင်ဗျဟိုပြီးခဲ့တဲ့ရွေးကောက်ပွဲတွေရဲ့အတွေ့အကြုံတွေရပါတော့ငါကဒီ2010တုန်းကဆိုလို့ရှိရင်လည်းဒါကြိုတင်မဲကိစ္စလိုဟာမျိုးတွေနဲ့ဖြစ်ပေါ်ခဲ့တယ်ပေါ့နော်နောက်ပြီးတော့ဒီ2012တုန်းကဆိုလို့ရှိရင်တော့အဲ ဒီမတမာမှုတွေတော်များများရှိခဲ့တာကိုလည်းကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်လို့ရပါတယ်ခင်ဗျာဆိုတော့အင်ကရိုအနေနဲ့အခုဒါနိုင်ငံရေးပါတီကြီးတစ်ခုအနေနဲ့ပေါ့နော်သက်ဆိုင်ရာပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကိုဒါရွေးကောက်ပွဲမကျင်းပခင်ရပ်ပိုင်းအလိုမှာအင်ကရိုအနေနဲ့ဘယ်လို request မျိုးများလုပ်ထားကျင်တာမျိုးများရှိပါမလဲခင်ဗျာကျွန်တော်တို့လုပ်ချင်တဲ့ request ကတော့ UEC ကသူဖြစ်စေချင်တဲ့ကိစ္စတွေကိုအောက်ခြေဆုံးငန်းတိုင်တိဖြစ်သွားလားမဖြစ်သွားလားဆိုတာအမြဲတမ်းစီစစ်ဖို့လုံနေပါတယ် တချို့ကိစ္စတွေမှာယူရေးစီရပြောတာတဲ့ကောင်းပါဒါမလို့အဲ့ဒါကအောက်ချင်မရောက်အောက်ချင်မရောက်တဲ့အခါလိုရင်းမရောက်ဖြစ်တာပေါ့ညတာမှုနေသွားတော့အဲအဲ့တော့အောက်ချင်အရောက်ကိုစီစစ်ကြည့်ရှုဖို့ကျွန်တော်တော့တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ခင်ဗျပြီးတော့အန်ကဲခင်ဗျဒီရွေးကောက်ပွဲအကြိုကာလတွေမှာဖြစ်ပေါ်ခဲ့တဲ့ဒါအကြမ်းဖက်ခံရမှုတွေပေါ့နော်အန်ကဲအန်ကရိုပါတီအနေနဲ့ခံခဲ့ရမှုတွေကိုအန်ကရိုအနေနဲ့ဘယ်လိုမျိုးတွေများရှေ့ဆက်ပြီးတော့ဆောင်ရွက်သွားဖို့တွေများရှိမလဲခင်ဗျကျွန်တော်တို့ဒီကာလမှာ ခုနပြောတဲ့နိုင်ငံလင်းကိစ္စမျိုးအလားတူကျွန်တော်တို့ကိုရီးလေးရောက်ထိခိုက်မှုတွေအထက်ဘက်မှာဒီမှာလည်းရှိတယ်နောက်တစ်ခါတဆက်တဲ့ NLD ရဲ့စိုင်းဘုတ်တွေ NLD ရဲ့ logo တွေ NLD ရဲ့တော်တော်ကိုယ်စားလှယ်များရဲ့ဟောပုံထောင်လာတာတွေပြသခံရပါတယ်အဲ့တော့ဒါတွေအားလုံးကိုအငယ်တို့ရင်ဆိုင်တဲ့နေရာတစ်ခုတည်းပဲတရားဥပဒေနဲ့အညီကျွန်တော်လုပ်မယ်ဂျဲနဲ့ဆိုင်တဲ့အောင်ရဲကိုကြောင်းကြမယ် ရဲကိုပံ့ပိုးပေးမယ် information ကျွန်တော်ပံ့ပိုးပေးမယ်เนาะတရားစွဲတင်ဖို့ပုံမှန်ရွေးဖို့ဘာညာဆိုတာဒါရဲအလို့ပါအဲကျွန်တော်တို့ကနားလည်လို့တွေ့ကြုံလို့နားလည်နေတခါလဲပါမယ်မပါရင်လဲကျွန်တော်တို့က evidence ကို စုပေးတာတက်သေးတယ်ခံချက်တွေစုဆောင်ပြီးတော့ကျွန်တော်ထောက်ပံ့ကူညီမယ်တရားဥပဒေနဲ့အညီပဲကျွန်တော်တို့ပြန်ပါ ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာကဲပြီးတော့နောက်တစ်ခုကတော့ဒါရွေးကောက်ပွဲဆိုင်ရာဥပဒေနီးဥပဒေတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အန်ကေပြဒီအန်ကေရိုးပါတီကဝင်ရောက်ရှင်းပြနေတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုဒီဥပဒေတွေကိုလိုက်နာဖို့ဥပမာဒီရွေးကောက်ပွဲအသုံးစရာလိုဟာမျိုးတွေပြုစုထားကြဖို့ပေါ့နော်အန်ကေဒါမျိုးတွေကိုရောအန်ကေရိုးအနေနဲ့ဒါပါတီဗဟုအနေနဲ့ဘယ်လိုတွေများအစီအစဉ်ဆောင်ရွက်ပေးနိုင်မှာလို့ရှိနေတယ်ကျွန်တော်တို့ရှိခဲ့တဲ့စပြီးတော့ရွေးကောက်ပွဲလုပ်ဖို့တရားဝင်ကြေညာပြီးတဲ့အချိန်ကစပြီးတော့ကျွန်တော်တို့တနိုင်ငံလုံးအနှံ့အပြားငွေစည်းရင်းတင်တာနေကျွန်တော်ပေးပါတယ် ငွေစင်းတင်တာတော့နှမျိုးသုံးမျိုးပေါ့ဗျာဆင်ပေါ်ရှိတယ်ပေါ့ကျွန်တော်တို့ဘဖွားငွေစင်းကျွမ်းကျင်သူတွေကရန်ကုန်မန္တလေးမြို့ကြီးတွေမှာနေကလူတွေကိုတင်နှံပေးပါတယ်ဒီတင်နှံကနေပြီးတော့ဆင်ပေါ်ပြီးတော့အာတင်နှံနေပေးတော့ပါတယ်ကျွန်တော်တို့ဒီဥစ္စာကိုခရုလည်းစိုက်တယ်ဆိုးလည်းဆိုးရိမ်တယ်ကျွန်တော်တို့နိုင်ပြီမယ်လို့ဒါရှုံးသွားနိုင်တယ်เนาะချုပ်ရင်ချက်ဒါမျိုးမဖြစ်အောင်တော့ကျွန်တော်တို့ထပ်ခါထပ်ခါလူချင်းလည်းပြောတယ် ညွန်ကြားချက်လည်းပေးတယ် training လည်းပေးနေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာအင်္ဂါဟိုပြီးတော့အင်္ဂါခင်ဗျာဒီမဲဆွယ်စီယုံရေးကာလတွေမှာဆိုလို့ရှိရင်ဒါအင်္ဂါတို့ကဒါတစ်ချိန်လုံးပေါ့နော်ဒါအတိုက်ခံအနေနဲ့ယက်တည်ခဲ့တဲ့ပါတီပေါ့နော်နောက်တစ်ဖက်ကတော့ဒါဒုတိယအင်အားအကြီးဆုံးကတော့ဒါအာနာယကြံခိုင်ပါတီပေါ့နော်ဆိုတော့ဒီပါတီနှစ်ခုရဲ့ပါတီဝင်တွေအချင်းချင်းအပြန်အလှန်အောက်မှာမဲဆွယ်စီယုံမှုတွေလုပ်ကြတဲ့အခါမှာဒါအပြန်အလှန်အဲဟိုဂျင်ဝဲ ဟိုချိုးပေါက်တယ်လို့အပြန်လန်ဆွဆွဲမှုတွေလည်းကျွန်တော်တို့ကြားရတယ်ပေါ့နော်အင်္ဂတီယာမျိုးတွေကိုရောအင်္ဂရိုးအနေနဲ့ဒါကွန်ရှင်နဲ့ပူးပေါင်းပြီးတော့ဘယ်လိုမျိုးတွေများဆောင်ရွက်ဖို့တွေများရှိမလဲဗျကျွန်တော်တို့ကတော့အဲ့ဒီလိုနော် ကိုပါတီကိုထိခိုက်အောင်လုပ်တယ်ထိခိုက်အောင်ဟောပြောဆိုတယ်ဆိုတာမျိုးကိုအင်္ဂရိုးကကွန်ရှင်နဲ့ယက်စကဆိုင်ရာတွေကိုကျွန်တော်တို့အားကိုးပြီးတော့ကျွန်တော်လုပ်လုပ်ပါတယ်ကျွန်တော်တို့ဘက်ကအဲ့ဒါမျိုး ကျူးလွန်တယ်လို့တည်င်းရရင်ကျွန်တော်ချက်ချင်း ကျွန်တော်တို့အင်ကော်ဒီဖွင့်ပါတယ်။ဒါပေမဲ့လောလောဆယ်ဒါမျိုးဖွင့်ရလောက်အောင်တော့ကျွန်တော်တို့တွေ့ရသေးပါဘူး။ဒါကကျွန်တော်စီကံထင်းထင်းရဲ့ခံခဲ့တဲ့အတွက်ကျွန်တော်ဒါလုပ်ဖို့ဆင်းသင့်ပါ ဟုတ်ကဲ့ခင်ဗျာကဲ့ဟုတ်ဆိုတော့အန်ကဲ့ခင်ဗျာနောက်တစ်ခုကတော့ဒါကျွန်တော်တို့တိုင်းပြည်ရဲ့ပြည်ပြင်ပြောင်းလဲရေးနဲ့အဓိကသက်ဆိုင်တဲ့မေခွန်းတစ်ခုပါခင်ဗျာကဲ့ဒီမေခွန်းကတော့ဒါအန်ကဲ့ရိုးပါတီရတာ90ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းကဆိုလို့ရှင်လဲဒါတနိုင်ငံလုံး last life အနေနဲ့အနိုင်ရခဲ့တယ်ဒါပေမဲ့အာနာလွှဲပြောင်းပေးတာကိုလည်းမခံခဲ့ရဘူးအဲဆိုတဲ့အခါမှာဒီဒီချိန်မှာဆိုလို့ရှင်လဲအများပြည်သူတွေကြားထဲမှာအစိုးရမှုတွေကရှိပါတယ်ခင်ဗျာအန်ကဲ့ရိုးနိုင်မယ်နိုင်ငံပြီးတဲ့အခါကျရင်ရောအာနာရပါမလားဆိုတဲ့အခြေအနေမျိုးတွေရှိတယ်ပေါ့နော်အန်ကဲ့ဆိုတော့ဒီအပေါ်ကိုအန်ကဲ့ရိုးပါတီရဲ့သဘောထားဘယ်လိုများရှိနိုင်မလဲဆိုတာလဲစပါဦးဒီလူလူ ူကအဲ့လိုယူဆတယ်ဆိုရင်ကျွန်တော်အပြစ်မပြောဘူးညာဒါဖြစ်ထိုက်တဲ့စိုးရိမ်မှုပဲဘာလို့လဲဆိုတော့ဒါလက်တွေ့အတွေ့အကြုံမှာရှိနေတယ်ကိုယ်စီပြင်းနေတွေ့ကြအဲ့တော့အခုအချိန်မှာရော energy ကနိုင်ပြီးတော့ကိုယ်စီလိုဖြစ်မှာလားကျွန်တော်တို့အနေနဲ့တော့အဲ့ဒီလိုဖြစ်မယ်လို့မစိုးရိမ်ဒါပေမဲ့ဘာမှမဖြစ်ဘူးလို့ကျွန်တော်ပြောနေတာတော့မဟုတ်ဘူး90နှစ်ပုံစံနဲ့အခုရှိတဲ့ပုံစံနဲ့မကိုက်ဘူးဖြစ်လို့မရဘူး နော်အခုကာကွယ်ရေးဦးစီးချုပ်ကဘလို့ပြောတယ်သမရဘလို့ပြောတယ်နော်ဒါတွေအများကြီးရှိပါတယ်ဆိုတော့90နှစ်ပုံစံတော့မဖြစ်ဘူးသို့တော်တခြားတစုံတို့ခုငါဆိုလာတော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့လည်းပြည်သူလိုပဲစိုးရိမ်ပါတယ်နော်အဓိကကျွန်တော်တို့ပြောချင်တာကတော့ပြည်သူရောကျွန်တော်တို့ရောအားလုံးအားလုံးတော့နိုင်ငံရေးစိတ်ညာညီညီမြတ်တော့ချစ်ကြဖို့လိုပဲဒါနာမည်ရုပ်ောက်ပွဲပြီးကိစ္စတွေပါ အများကြီးသက်ဆိုင်မှလည်းမလို့ထင်ပါတယ်ဟုတ်ကဲ့ခင်ဗျဟိုဆိုတော့အန်ကယ်ခင်ဗျဒီရွေးကောက်ပွဲအလွန်ကာလအခြေအနေနိုင်ငံရေးအခြေအနေမှာပေါ့နော်အန်ကယ်ပါတီအနေနဲ့ဒါလွတ်တော်ထဲမှာအင်အားကြီးနိုင်ငံရေးပါတီတရက်အနေနဲ့ရောက်ရှိသွားတဲ့အခါမျိုးတွေမှာအန်ကယ်အနေနဲ့ဒီအဓိကပေါ့လေဘလို့ဟိုပြုပြင်ပြောင်းလဲရေမျိုးကိုအဓိကအဒီကျွန်တော်တို့ယူကပွဲပြီးအနိုင်သွားတဲ့နိုင်ပြီအနေကနိုင်ပြီပဲဆိုတော့နိုင်နည်းရလဲနှမျိုးရှိမှာเนาะအကြမ်းပြင်းပေါ့တစ်မျိုးက အများစုနိုင်တော့တမျိုးကအ ਨੇ စုပေါ့အဲ့တော့နိုင်နည်းတစ်ခုဆိုလို့ပုံစံတစ်ခုတည်းဖြစ်မှာမဟုတ်အများစုနိုင်လေကျွန်တော်တို့အနာလွဲပြောင်းရင်းနဲ့ပတ်သက်ပြဿနာရှိတယ်ကျွန်တော်ဘာလို့ပြဿနာရှိလဲပြောလို့ကျွန်တော်တို့ဥဒ္ဓမာယူကောက်ဝဲလုပ်တယ်2010ယူကောက်ဝဲပြီးတော့အနာအနိုင်ရတာဥသိမ့်စိန်တို့ပါတယ်ဥသိမ့်စိန်သမ္မတဖြစ်တယ်အဲ့ဒီပါတီပဲရလာတယ်နောက်အလုံးသိ တခါအခုဒီမှာလှုပ်တဲ့ခါကျကောင်းမြီအနံ့ရတာပါလေတော်စားစုကြီးကောင်းဆောင်တဲ့အနေအဲ့တော့အာဏာလွှဲပေးရမှာကျွန်တော်တို့အခုံးကအပွင့်တရားဝင်ပါအောင်ကျွန်တော်မှာနိုင်ကကြီးကလွှဲနော်အဲ့တော့ဒီနေရာမှာအာဏာလွှဲပြောင်းရေးနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ထင်တယ်ညှိနှိုင်မှုလို့ပါပါတယ်ဘာအောင်ညှိနှိုင်မှာလဲအာဏာကြီးပဲမဟုတ်ဘူးတိုင်းပြည်အတွက် ကြည်သူလူထုတဲ့ကျွန်တော်ညှိနှိုင်းဖို့လိုလိမ့်မယ်60နှစ်ပုံစံမဟုတ်မနဲ့သူကြိုက်တဲ့ပုံစံတခုဖြစ်ရင်ဖြစ်မယ်သို့တော့ကျွန်တော်ကြိုက်တဲ့ပုံစံတခုဖြစ်ရင်ဒါညှိကြမှာကျွန်တော်တခုပြောချင်တာကျွန်တော်တို့ရဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က ADA အာနာဟောအာနာသိမ်းပြီးတဲ့အခါမှာစတင်ဖွဲ့စည်းတဲ့အချိန်ကစပြီးတော့အမျိုးသားရင်ကြားစည်းရုံးကိုကျွန်တော်ကြွေးကြော်လာဒီနေ့လေဒီမူဝါဒပါရုပ်ောက်ပွဲပြီးလို့ အခုနနိုင်ငံအနေအများပုံမှာလဲကျွန်တော်တို့ဒီဝါရပါအဲ့တော့ကျွန်တော်တို့ပြည်သူလူထုကိုကျွန်တော်တို့ ਨੇ တင်ကြီးတင်ညွတ်တဲ့เนาะဒီဟာတွေကိုရင်ဆိုင်ရောဖို့လို့ကျွန်တော်အဲ့လိုတိုက်တွန်းနေပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာအင်္ဂေဗျဟိုနောက်တစ်ခါကတော့ဒီအင်္ဂေတို့လက်ရှိပေါ့နော်ဒီကြုံတွေ့နေရတဲ့ဒီရွေးကောက်ပွဲအကြိုကာလအခြေအနေတွေနဲ့ပတ်သက်ပြီးတော့အင်္ဂေတို့ရှိကဝင်ရောက်ရှင်ပြိုင်နဲ့လွတ်တော်ကိုယ်စားလှယ်လောင်းနေအတွက်ပေါ့နော်နောက်ပြီးတော့တို့ထောက်ခံကြမယ်ပြည်သူတွေအတွက်နံပါတ်1ဦးစားပေးပြီးတော့အရင်ဦးဆုံးဘာတွေကိုသတိထားပြီးတော့ဆောင်ရွက်ကြဖို့ဆိုတာမျိုးအင်္ဂေတို့ဒီဘဟုအနေနဲ့ဗာမြ message ပေးလို့တာမျိုးရှိပါအောင်မလဲဗျဥပမာငွေစည်းလေးစားဟုတ်ကိုယ်စားလှယ်လောင်းနေတဲ့တို့ရဲ့ထောက်ခံသူတွေပေါ့နော်အင်္ဂေတို့ပါတီကိုထောက်ခံသူတွေပါအင်္ဂေဟိုပါတီဝင်တွေ ောပါမှာပေါ့နော်အင်္ဂပြကျွန်တော်တို့ကကိုယ်စားလှယ်လောင်းတွေအတွက်တော့အခုနစောစောကပြောတဲ့ငွေစင်းကိစ္စကအဓိကအရေးကြီးတယ်ဂယုဆိုင်ကြပါလို့ပြောချင်တယ်ကြံတဲ့ NLD ပါဝင်တဲ့ပြည်သူလူထုကိုတော့ကျွန်တော်တို့ကတရားဥပဒေစိုးမိုးရေးကိုအမြဲတမ်းဥတည်ပြီးလုပ်ကြပါလို့အဲ့ဒါပဲပြောချင် ဟုတ်ကဲ့ပါအင်္ဂကပြဆိုတော့အင်္ဂကပြနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီဘမပြည်သူတွေပေါ့နော်အဲ့ဒီနေမှာရွေးကောက်ပွဲကလည်းရပ်ပိုင်းမယ်လို့တော့ရွေးကောက်ပွဲကိုဘယ်လိုပုံစံမျိုးနဲ့ဖြတ်သန်းဖို့ဟာတော့ကိုအင်္ဂအနေနဲ့တိုက်တွန်းညင်တာမျိုးများရှိပါအောင်လဲကျွန်တော်တို့ပြည်သူလူထုအများစုဟာ NLD ကိုထောက်ခံတယ်လို့ကျွန်တော်ယုံကြည်တယ်ဘယ်လောက်နိုင်တယ်နိုင်တယ်ဆိုတာကတော့ result ရှိမှာပါအဲ့တော့ပြည်သူလူထုကိုကျွန်တော်ပြောချင်တာကျွန်တော်တို့နဲ့အတူစိတ်ရှိသီးခံမှာဒီမိုကရေစီနဲ့ပြည်ပြောင်းလဲရေးဆိုတာလက်ဖြစ်တည်နေမရပါဘူး အလွယ်တကူလေးမဖြစ်ပါဘူးအားလုံးကြိုးစားကြရမှာ NLD ကရှေ့ဆက်ပြီးတော့တန်ထိတ်ံချတာပါတယ်ဒီမူတိုင်းကျွန်တော်တို့အမျိုးသားရင်ကြားစေမူတိုင်းကြိုးပမ်းဆောင်ရွက်မယ်ပြည်သူလူထုရဲ့အားနဲ့ဒါဆောင်ရွက်နိုင်မယ်လို့ကျွန်တော်အဲ့လိုပြောချင်ပါတယ်ဟုတ်ကဲ့ပါအားကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအားကဲ့ပါဟုတ်ကျေးဇူးပါ